ကဲမိတ်ဆွေများနော်ဒီနေရာမှာစမ်းစာနော် UA 32 and 4003 AK SXT နော်အဲ့မော်ဒယ်လေးကိုနော်ကျွန်တော်ပန်းနဲ့အဲ့ဒါပေါ့ဗျာနော်ပန်းနဲ့အဲ့ဒါဆိုတော့ပလိုက်မီပွင့်တယ်ပလိုက်ပွင့်တယ်ရုံးမထက်ဘူးမှန်မြန်ပလိန်ဖြစ်နေရပါတော့ အမ်ဘီယံပလိန်ဖြစ်နေနော်အဲ့အဲ့ဒါလေးကိုကျွန်တော်ဆက်တင်ပြမယ်နော်နော်အဲ့မှာနော်ကျွန်တော်တို့ဒီပစ်ချက်လေးကိုကျွန်တော်နဲ့အတူလိုက်ပြီးလေ့လာကြည့်မယ်နော်ဓာတ်သူ့ရဲ့ကပ်ပေါ့ဗျာနော်တီဗီဆက်ဖုန်းဖွင့်လိုက်တော့ဟာဟာပေါ့နော်ဒီမှာဒီကွန်းပါမယ်နော်ဟာဒီကွန်းဘာရမ်းမှာနော်ဒီကွန်းပါမယ် ော်သူက1 channel နော်1 channel ဒီမှာ data ကျိုး9စုံနဲ့သွားတဲ့အတွက်ကြောင့်မလို့ဒီမှာ1 channel နော်ဒါ VCC view နော် VCC view နော်ဒီကောင်ကသူကမှန်ပြင် plain error မှန်ပြင် plain error ဆိုတာပြမယ်နော်ဒီမှာ loss ဒီ power board ကိုဒါအမြင်ရလေ့လာကြည့်မယ်ဆိုရင်ဒါ power ဘိုင်းပေါ့ဗျာเนาะဒီမှာဒီမှာ bright receiver ရပါမယ် receiver ဘိုင်းပါမယ်เนาะဒီမှာ ac ရတရားဝင်လာမယ် noise filter ဘိုင်းကိုဖြတ်မယ်เนาะဒီမှာ band noise filter ဘိုင်းကိုဖြတ်မယ်ပြီးလို့ရှင်ဒီမှာ band filter ဘိုင်းကိုဖြတ်ပြီးရဆိုဒီမှာ bright time ကိုထည့်ဝင်เนาะ bright time နဲ့ထွက်လာတဲ့ TC ကိုဒီ main filter capacitor ကြီးကိုကြောင်းမယ်เนาะကြောင်းမယ် main filter capacitor ကြီးကိုပို့เนาะတူလောင်လာပြီးတော့မှာတူဒီမှာ computer coin တို့နဲ့เนาะဒီမှာဒီ computer coin ကိုဒီ FET တလုံးနဲ့မောင်းလိုက်တယ်เนาะဒီ FET တလုံးနဲ့မောင်းလိုက်တယ်မောင်းလိုက်တဲ့အခါမှာ computer ရဲ့ secondary ဘိုင်းမှာ secondary up off ဖြစ်သူကဒီမှာเนาะဒါဆို secondary up off ထွက်လာတဲ့တန်ရုပ်ပေါ့ဗျာเนาะဒီတန်ရုပ်ဆိုလို့ရှိရင်ဒါဆိုပနန်းကိုကြည့်ရနဲ့ကျွန်တော်တို့ကကြောင်းမဲ့ဆိုလို့ရှိရင်ဒီ power bank ဒီကောင် power bank ဆိုတော့ပြီးတာကြောင်းမဲ့ဆိုရင်ဒီကောင်ကเนาะ MB တစ်ခုထဲမှာ circuit ပြတစ်ခုထဲမှာသူက power bank ရောเนาะ power bank ရောကျွန်တော်တို့ဒီမှာ MB bank ရောเนาะ power supply ရဲ့ MB ရောအမ်ဘီဆို mother board ပေါ့နော် mother board ပိုင်းကိုပေါင်းလာတာ เนาะဒီမှာဒီမှာ data ဒီရနေပြီးတော့เนาะเนาะဒီရနေပြီးတော့เนาะဒီမှာမှန်ပိုင်းအောင်တက်မဲ့เนาะကျွန်တော်တို့ချိုးပြရှိမယ်เนาะပြီးလို့ရှိရင်ဒီကောင်မှန်ပိုင်းဝင်လာတီကွန်းเนาะဒါဒီကောင်တီကွန်းပေါ့ဗျာဘားရန်ပေါ်မှာတီကွန်း session ထည့်တွင်တီဆောက်ထားတာပေါ့เนาะအဲ့တော့ကျွန်တော်ကဒီကောင်အရင်ဆုံးဖွင့်ကြည့်လိုက်မယ်เนาะဒီကောင်မဲအဲ့ဒါဒီ Samsung model တော်တော် model တွေကเนาะ ျွန်တော်ဒီမှာဒီ model တွေကကျွန်တော်ဒီလိုမီးထိုးလိုက်ပြီဆိုတာနဲ့နော်မီးပလက်ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ power တန်း on တယ်ပေါ့နော်ဒီမှာဒါဆိုဘလိုက်လင်းသွားပြီနော်ဒါဆိုဘလိုက်လင်းသွားပြီနော်ဘလိုက်လင်းသွားပြီနော်ဒီရနေကြဒီအပေါက်လေးတွေကနေဘလိုက်လင်းတာတွေ့နေရောနော်အဲ့တော့ဒီကောင်ကဘာဖြစ်တာလဲဆိုတော့ phân loại phân loại số mà nó giả lớp trên này lề nó thế mà nó ở lớp plain plain trên này plain rồi mà nó TV ô lại ấy lề nó thật đấy nó lề nó thật đấy chúng một thật ai ai nào vậy nó အဲ့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 ဒီတော့အဲ့တော့ကိုကျွန်တော်တို့ဘလို့စစ်မလဲဆိုတော့နော်အဓိကအရင်ဆုံးမှန်မိုင်းဧရာဆိုတော့နော်မှန်မိုင်းဧရာဆိုတော့မှန်မိုင်းဒီတီကွန်စာကစ်ကိုဒီကျိုးပြားနေဝင်လာမယ်နော်ဒီပတ်နဲ့လှုပ်လှုပ်ဖို့အတွက် VCC နော် VCC ကိုကျွန်တော်တို့အရင်ကြည့်ရမယ်နော် VCC ကိုအရင်ကြည့်ရမယ်ဒီမှာတော့အာရုံပြော BCC ကိုအရင်ကြည့်ရမယ်ဆိုတော့ဒီမှာဆန်ဆောင်ပန်နယ်ပေါ့နော်ဆန်ဆောင်ပန်နယ်ဟောပန်နယ်အန်ဒိုဆာကဆန်ဆောင်ပန်နယ်နော်အဲ့တော့ BCC ကိုကြည့်မယ် BCC ကိုကြည့်မယ်ဆိုတော့ ဟိုနဲ့ပြောလိုက်ဟိုနဲ့ပြောလိုက်လို့လို့မှာပဲရမယ်နော်ဒီစီစီကိုကြည့်မယ်ဆိုတော့เนาะဒီလိုဒီလိုလေးပြမှာရအော် PCC ရဒီမှာ PCC ဖြူးရှိမယ်เนาะဒီမှာ PCC ဖြူးဒီကျိုးပြားနေဝင်တာဖြူးเนาะဥမာဘဏ္ဍဘို့ထွက်လဲတန်းကြည့်မယ်17.9เนาะဒါဆို12ဘို့ပေါ့ဗျာเนาะ စနစ်ဖို့ပြင်ဒီဘက်ထိတ်ကိုတိုင်မယ်နော်ထွက်တယ်နော်ဟုတ်ပြီသူကပန်နာဗီစီစီရောက်ပြီဆိုတာနဲ့ဒီတီကွန်းနေမှာကျွန်တော်တို့အရင်ဆုံးပါစစ်ကမယ်ဆိုတော့3.3ဖို့နော် vlogic လို့လည်းခေါ်မယ်ကျွန်တော်တို့နော် vlogic လို့လည်းခေါ်မယ်နော် vdd ဖို့လို့လည်းခေါ်မယ်နော်အဲ့တော့တဲ့နော်ညတော့တစ်ချက်ရှာလိုက်အောင်နော် 3.3ဗို့เนาะဒီမှာဒီမှာ6ခွင့်လေးရှိမယ်เนาะ6ခွင့်လေးရှိမယ်ဟောဒီမှာအဲ့တော့เนาะတို့ဒီမှာရေးထားရယ်เนาะဟော VDD เนาะ ဟော3ပန်3เนาะ3ပန်3လို့ရေးရမယ်ဒီကောင်အဲ့တော့3ပန်3ဟောဒီမာကင်ကိုကိုစားပြုတယ်ပေါ့ဗျာတဘောကတော့เนาะဒီမာကင်ကိုကိုစားပြုတယ်အဲ့ဒီမှာ3ပန်3เนาะဒီကောင်ကဒီမှာဘာရေးရလဲဆိုဒီကောင်ကျတော့ AVDD သူကအရင်ဆုံး3ပန်3ဖို့ထွက်ကြမယ်ဗျာ3ပန်3ဖို့ထွက်ကြမယ်เนาะဒီမှာ3ပန်3မှာအရင်တန်းကြည့်လိုက်เนาะ3ပန်2ဆိုရှိတယ်เนาะရှိတယ် ရှိတယ်ပြီးတော့3 by 3ရဲ့ဘေးနာမှာဒီမှာ ABDD လို့ရေးရမယ် ABDD ဘို့ထွက်ရမယ်နော် ABDD point အောင်တိုင်းကြည့်နော် ABDD ကျတော့ပျောက်သွားတယ်နော် ABDD ပျောက်သွားတယ် ABDD ပျောက်သွားပြီဆိုတော့နော် ABDD ပျောက်နေတယ် ABDD ပျောက်နေတယ်ဆိုတော့ ABDD ပျောက်လို့ရှင်တော့ BGA BGN ကိုအာဆက်ဆစ်ရမလို့တော့နော် BGH BGN အခြား BGN တို့နော်အဲ့ဘို့တွေဆက်ဆစ်ရမလို့တော့ဘာလို့ဆိုတော့ ABDD ဘို့အရင်ထွက်ကြတယ်နော် ABDD ဘို့ ဖတ်ပြီးတော့မှာเนาะဒါဒီမှာဒါ AVDD dial out လို့ခေါ်တာပေါ့ဗျာเนาะ AVDD dial out เนาะ AVDD dial out เนาะ AVDD မှာလည်းမထွက်ဘူးเนาะဟုတ်ပြီ AVDD မထွက်ဘူးဆိုတော့ကွာကျွန်တော်ခုနပြောတဲ့ VGN V combo တွေကမထွက်တော့မထွက်တော့ဘူးဆိုတော့ကျွန်တော်ကဒီကောင်ကเนาะဒီကောင်ရဲ့တစ်ချက်ကကျွန်တော် CKB error ဖြစ်တာများတယ်ပေါ့เนาะ CKB error เนาะ CKB error CKB error ဆိုတာကကျွန်တော်ဒီမှာ ဒါလေးတွေ့မယ်နော် CKB error ဆိုတော့ဒါဆိုလို့ရှိရင်ဖြတ်နေကြဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒီဒီကောင်ကျတော့ဒါအတွေ့အကြုံနဲ့စကားပြောသွားလိုက်မယ်နော်အတွေ့အကြုံနဲ့စကားပြောသွားလိုက်မယ်နော်ဒီမှာက1 2ဒီမှာ CKB 1 2 CKB B1 CKB B2 เนาะ CKB 1 CKB B1 เนาะ CKB B2 CKB

နော်အဲ့မှာနည်းနည်းချဲလိုက်မယ်နည်းနည်းချဲလိုက်မယ်ဆိုတော့ကြည့်လို့ကောင်းအောင်လို့ပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်တို့နော်ဒီကဒီကောင်ကဒီဒီအခုတိုင်းကြည့်မှဆိုရင်ဒါဘယ်ဘက်ချမ်းပေါ့ဗျာနော်ဒီကောင်ကပန်နဘက်ကိုသွားမှာနော်ဒီကော့ရဲ့ပန်နဘက်ကိုသွားတယ်နော်ကော့ရဲ့ကျွန်တော်တို့ဒီဘက်ဒီဘက်တချမ်းမှာပါမယ် SKB အုပ်စုတစ်ခုဒီဘက်ချမ်းမှာ SKB အုပ်စုတစ်ခုပါအဲ့တော့ဒီဘက်ချမ်း SKB အုပ်စုကိုကြည့်မယ်ကျွန်တော်ဒီမှာနော်ဒီမှာ ော်ဒီဒီ point လေးပေါ့ဗျာဒီ point လေး CKB เนาะ CKB 1 2 CKB B 1 2เนาะ၄ line ပါမယ်เนาะ1 2 2 1เนาะဒီမှာဒီမှာတစ် point လေးကနေ2 point ခွဲထွက်သွားတာเนาะအဲ့လို point လေး2 point ပါမယ်ဟောဘေးနားမှာလဲသူကတစ် point ကိုတစ် point ကို circuit line ကြောင်းလေးတစ်ခုတည်းသူကเนาะဒီမှာဒီမှာတစ် point ပါမယ် ဒီမှာတပွင့်ပါမယ်ဒီအုပ်စုပေါ့နော်အဲအဲ့လေးပင်နော်အဲ့လေးပင်ရင်ဖြတ်ကြည့်မယ်နော်အဲ့လေးပင်မရဘူးဆိုရင်သူနဲ့ပလန်တစ်ခုတည်းဖြစ်တယ်ဒီဘက်ချမ်းနေကြတော့သူကဘလို့ဝင်လဲဆိုတော့ဒီဘက်ချမ်းနေကြတော့နော်ဒီဘက်ချမ်းနေကြတော့ဒီကောင်ပေါ့ဗျာ1 2နော်ဦး1နော်ဒီအခြေရနေပဲဖြတ်ကြမယ်နော်ဒီအခြေရနေပဲဖြတ်ကြဒီအခြေရနေပဲဖြတ်ကြမယ်ဆိတ်ရှိလက်ရှိလေးနော်အဲ့ဒါလေးတစ်ချက်ကြည့်ပြီနော် ဲ့တော့ကျွန်တော်တို့ကဒီဘက်ကိုဖြတ်မလားဒီဘက်ကိုဖြတ်မလားဟောဒါကြတော့အတွေ့အကြုံနဲ့ပဲဆိုင်သွားတယ်ဆိုတော့ဆိုတာကဘာလို့လဲဆိုတော့ကျွန်တော် CKB ဘိုးတွေတိုင်းကြီးထွက်မှာမဟုတ်ဘူးနော် CKB ဘိုးတွေလည်းထွက်မှာမဟုတ်ဘူးဟောအဲ့လိုအဲ့လိုရှိရေနော် CKB ဘိုးတွေလည်းထွက်မှာမဟုတ်ဘူး CKB ဘိုးဘိုးကရှစ်ဖို့ဝန်းကျင်ရှိနေမှာဗျာတိုင်းကြီးလို့ရှိရင်နော်ရှစ်ဖို့ဝန်းကျင်ရှိမှာဒါပေမဲ့ဒီကောင်ကဘိုးမထွက်နိုင်တော့ CKB CKB line တွေမှာဘိုးမထွက်နိုင်တော့ ကိုမထွက်နိုင်တော့ဆိုတော့ကျွန်တော်ကအတွေ့အကြုံရနော်ဒီဘယ်နားမှာ CKB point ရှိတယ်ဆိုတာကိုသိထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအဲ့နှစ်နေရအောင်နော်ဒီဘက်ချမ်းကိုဖြတ်ကြည့်မယ်ဒီဘက်ချမ်းကိုဖြတ်ကြည့်လို့အဆင်မပြေရင်ဒီဘက်ချမ်းကိုထပ်ဖြတ်နော်အဲ့လိုနေနေတော့နော်အဓိက CKB အုပ်စုတွေကိုကျွန်တော်တို့ခွဲခြားနိုင်ရမယ်နော်ကြည့်အဲ့ဒါဆိုကျွန်တော်တို့တချမ်းကိုဖြတ်ကြည့်မယ်ဒီဘက်ချမ်းကိုအရင်ဖြတ်ကြည့်မယ်နော်ဒီဘက်ချမ်းကိုအရင်ဖြတ်ကြည့် ျွန်တော်တို့2 channel တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျိုးပြကျွန်တော်တို့ဒါမျိုးနှစ်ခုနဲ့ဆင်းလာတာเนาะလက်မကြီးမှန်နေမှာဆိုနှစ်ခုဆင်းလာတာဆိုတော့เนาะကျွန်တော်ပရမတင်ပေးတာခုရက်ဒီစနစ်လို့ပေါ့เนาะကျွန်တော်ပရမတင်ပေးတာခုရက်ဒီစနစ်လို့ပေါ့เนาะဒီကကျိုးပြဒီဒီဘက်ချမ်းကောင်းမယ်ဆိုရင်ဒီဘက်ချမ်းကျိုးပြတစ်ချမ်းကိုဖြုတ်ဆန်းเนาะကောင်းတဲ့ဘက်ချမ်းတစ်ချမ်းစီဖြုတ်ဆန်းเนาะဖြုတ်လိုက်တက်လိုက်ဆန်းလို့ရှိရင်ကောင်းတဲ့တစ်ချမ်းထွက်လာမယ်အဲ့ဒါဆိုလို့ရှိရင်ကျန်တဲ့တစ်ချမ်းကိုကျွန်တော်တို့ကဟို ကတင်လောက်ပေးရတဲ့သဘောပေါ့နော်ဘလော့ပေးရတဲ့သဘောနော်အဲ့လိုအနေထားလောက်ပေးရအခုဒီကောင်ကြတော့ဟောဒီကောင်ကြတော့ကျွန်တော် online ဖြတ်ကဒီကောင်ကြတော့သူသူက one channel နော်ကြိုးပြတပြားတဲ့နဲ့သူကလာလာပြီးတော့မှဒီမှန်ပေါ်တက်ခန့်ဒီဒီကော့နဲ့ကော့အခြေကြမှာသူကဘာဖြစ်လဲဆိုတော့မှန်ပေါ်တက်ခန့်ဒီကော့အခြေကြတော့မှသူကနော်ဒီမှာ CKB line တွေကိုဒီမှာလာပြီးတော့ဖြတ်ပေးရမှာပေါ့နော် ဖြတ်ပေးရမှာသူကတော့သူကတော့တိုက်ကက်လို့ရတဲ့အမျိုးအစားမဟုတ်ဘူးเนาะဒီကောင်လည်းကြတော့ဒီလိုကော့တစ်ခုလည်းလာတဲ့ကောင်လည်းကြတော့เนาะဒီကော့အချိန်မှာပဲလာဖြတ်ပေးရနော်ဒါဆိုရင်ကျွန်တော်တို့ကဒီဓာတ်လေးနဲ့ပေါ့နော်ခဲတော့ကျွန်ဓာတ်လေးနဲ့ပဲဖြစ်ပြန်နော်ဒီပန်နယ်ပိုင်းတည်တံ့ပြင်တဲ့အခါကိုင်းတဲ့ဓာတ်နဲ့ပဲဖြစ်ပြန်နော်ဟောဒီကောင် ဒီကောင်ကျွန်တော်ဓာတ်နဲ့ချက်လိုက်တာပေါ့နော်ဒီမှာနော်ဓာတ်နဲ့ချက်လိုက်ရနော်ဒီမှာဒီ၄ပင်တွေ့ရအောင်နော်ဒီ၄ပင်နော်နော်ဒီဘက်ချမ်းဆိုလို့ရှိရင်ဒီ၄ပင်နော်ဒီဘက်ချမ်းဆိုရင်ဒီ၄ပင်နော်ဒီ၄ပင်ဟုတ်ပြီနော်အဲ့ကောင်တွေကအဲ့ကောင်တွေကဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ကကျွန်တော် တို့ဒီနားကြမှာခွဲတာပေါ့နော်ဒီ ICD ကထွက်လာတာလမ်းကြောင်းတစ်ခုလေနော်ဒီ၄ဘွိုင်းက เนาะလမ်းကြောင်းတစ်ခုရယ်เนาะဒီကြားထဲမှာကြာတော့เนาะ IC နဲ့ကျွန်တော်တို့เนาะ IC နဲ့ကျွန်တော်တို့ဒီကော့ကြားထဲမှာကြာကြာတော့မှာတူခွဲထွက်သွားတာเนาะဒီဘက်ဘယ်ဘက်ချမ်းကိုဒီ၄ဘက်ဝင်မယ်ဒီဘက်ချမ်းအတွက်ကိုဒီ၄ဘက်ရောက်ပါเนาะဟောဒါဒါနဲ့ချက်ထားတာเนาะဒါနဲ့ချက်ထားတာဒါနဲ့ချက်ထားဆိုကျွန်တော်ကအစင်မပြင်းကျွန်တော်ကခဲနဲ့ပြန်ဆက်ကြပါမယ်เนาะခဲနဲ့ပြန်ဆက်ကြမှာဆိုတော့ ပြန်လို့ဖြတ်ပြီးတော့ဒီဘက်ချမ်းမဟုတ်ဘူးအဆင်မပြေဘူးဆိုဒီနေရာကိုကျွန်တော်ခဲနဲ့ပြန်ဆက်ကောင်းเนาะအဲ့တော့ကျွန်တော်အဲ့လိုเนาะအဲ့တော့ဟုတ်ပြီအဲ့တော့ဖြတ်မယ်ပေါ့ဗျာဒီဘက်ချမ်းကိုအရင်ဖြတ်ကြည့်မယ်เนาะဒီဘက်ချမ်းအဲ့လေးပင်ကိုဖြတ်တဲ့အခါမှာเนาะကျွန်တော်ကစောင်းပြီးဖြတ်နိုင်ပုံကောင်းတယ်เนาะစောင်းပြီးဖြတ်နိုင်ပုံကောင်းတယ်เนาะဒီလိုဒီလိုလေးစောင်းပြီးတော့ဒါတော့စောင်းလို့ဒီလိုဒဲကြီးဖြတ်တာလည်းစောင်းရင်လေเนาะဒီလိုလေးစောင်းပြီးတော့เนาะလက်စာလေးနဲ့ ဆောင်းပြီးတော့ကျွန်တော်ဖြတ်ကြမယ်နော်ဆောင်းပြီးဖြတ်ကြဆောင်းပြီးဖြတ်ကြမယ်ဆိုတော့ပြတ်တော့ပြတ်သွားတယ်ပြတ်တော့ပြတ်သွားတယ်ဗျာကိုတကယ်ကြပြန်ဆက်ကြမယ်ဆိုလို့ရှင်သူကကိုကဆောင်းပြီးဖြတ်ထားတဲ့အတွက်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဒီကောင်လေးကိုပြန်ပြီးရဆိုနော်ဒါသာလေဒီလိုလေးပြန်ဖိလိုက်တာနဲ့ကျွန်တော်ကခက်ဆွဲလို့လွယ်သွားမယ်ပေါ့နော်အဲ့လိုလေးစနစ်လေးနဲ့ကိုပြန်ပြန်ပြီးတော့ခဲကြနော်ကျွန်တော်တို့ဆက်ခဲ့ပက်လန်းအောင်ကျွန်တော်ပြန်ဆက်ပေးရမယ်ဆိုလို့ရှိရင်အဆင်ပြေအောင်လို့ပေါ့နော်အဲ့လိုနီးစနစ်လေးနဲ့နော်စောင်းပြီးဖြတ်ကြ ော်ဒီလိုဆောင်းပြီးဖြတ်ရမယ်ဖြတ်တဲ့ခါကျတော့ဒီလိုဆောင်းပြီးဖြတ်မယ်နော်ဒီဒီဘက်ကိုဒီလိုဆောင်းပြီးဖြတ်တာပို့ပြီးအဆင်ပြေတယ်နော်ဘာလို့ဆိုတော့ပြန်ဆက်ကားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တည်းရပြန်ပြီးရဆိုနော်ပြန်ပြီးဖြိလိုက်အောင်ပါဗျာနော်အဲ့တော့ဆက်မယ်နော်ဖြတ်တာတော့ကျွန်တော်เนาะဖြတ်တာတော့ကျွန်တော်လည်း မပြတော့ဘူးပြမပြတော့ဘူးပြဆိုမပြတော့ဘူးပြဆိုကျွန်တော် မှန်ဘလူးနဲ့ဆွဲဖြတ်ကမှာနော်မှန်ဘလူးနဲ့ဆွဲဖြတ်ကမှာဟုတ်လို့ဖြတ်ပြီးတော့မှကျွန်တော်ဖြတ်တဲ့အနေထားလေးပြအောင်နော်ဒါအခုလောစရာမဖြတ်ကြသေးဘူးနော်ကဲနော်ကျွန်တော်ဖြတ်လိုက်တဲ့အနေထားတော့ဒီလိုလေးပေါ့နော်ဟောဒါဆိုရင်ကျွန်တော်ဒီဘယ်ဘယ်ချမ်းအောင်ရင်ဖြတ်ကြည့်တယ်ပေါ့နော် ော်ဒီဘက်ဆိုင်ကဒီဘက်ဆိုင်ကဖြစ်တာများနော်ဒီဒီ error မျိုးอ่ะเนาะ panel model နဲ့ဒါကြတော့အတွေ့အကြုံနဲ့ဆိုင်သွားလိုက်မယ်ဗျာเนาะဒီ panel ဒီ model တွေကိုเนาะပြင်တာများလာလို့ရှိရင်เนาะဘယ်ဘယ်ချမ်းဖြစ်နိုင်ခြေအရှိဆုံးလဲဆိုတော့ဖြစ်နိုင်ခြေအရှိဆုံးတန်းလမ်းကြောင်းကိုကျွန်တော်တို့ခန့်မှန်းလို့ရတယ်ဗောနော်အဲ့တော့เนาะကျွန်တော်ဒီဘယ်ဘယ်ချမ်းအောင်ဖြတ်ကြည့်မယ်မရောဆိုတော့မှဒီကောင်ဖြတ်ထားတဲ့ကောင်ကိုပြန်ပြန်ဆက်ပြီးတော့ဒီညာဘက်ချမ်းကိုပြန်ပြီးတော့ကတ်တင်လုပ်ပေးရအောင်เนาะ အဲ့တော့ဒီဘက်ချမ်းကိုတော့အခုဖြတ်လိုက်ပြီနော်ဖြတ်လိုက်မှန်ဘလူးနဲ့ဆွဲဖြတ်ကြတာမဟုတ်လို့ကျွန်တော်ငါပြလာတဲ့၄ပင်ပါနော်အဲ့၄ပင်ကိုကျွန်တော်စောင်းပြီးဖြတ်လိုက်နော်ဖြတ်ပြီးတော့ကျွန်တော်တစ်ချက်နော် TV ကိုပြန် on ကြည့်မယ်နော်အဲ့ဒါဆိုရင် เนาะဒါဆိုရင်ဒီကောင်ပြန်ပြီးတော့ဆိုတော့ကျွန်တော်ကဟောဒါဆိုလို့ရှိရင်မီးထိုးကြည့်လိုက်เนาะဒီပြန်ထောင်လိုက်နော်ဒါဆိုလို့လို့ရှိရင်မရုတ်ထွက်လာပြီနော်လုံးဝစမှုပဲနော်မရုတ်ထွက်လာပြီနော်စမှုဖြစ်တယ်နော်ရုတ်ထွက်က smoother. Also, you know, although you're totally the test engine, yeah? Right? เนาะအဲ့လိုရုပ်ထွက်လာပြီဆိုမှပဲကျွန်တော်ဒီသက်ဆိုင်ရာဘိုးတွေပြန်ထွက်လာမှာပေါ့เนาะအဲ့တော့သက်ဆိုင်ရာဘိုးတွေကျွန်တော်ပြန်ထွက်လာမယ်ဟုတ်ပိုးရတစ်ချက်တိုင်းပြမယ်နော်ပိုးရတစ်ချက်တိုင်းပြမယ်ဆိုတော့ဒီနေရာမှာကဒါ3 by 3 နော်ဒီနေရာမှာ3 by 3ဟောတာဒီ logic ကို3 by 3နော်3 by 2ကိုထပ်တယ်နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီမှာနော်ဒီဘက်မှာက ABDD ကိုထပ်မယ်နော်ဒီမှာ ABDD 73.8ကိုထပ်တယ်နော် ABDD ကိုထပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့နော် PGH PGM ဘိုးတွေပါထွက်လာမှာနော်နော်တော်သလိုချင်းနော်ဒီဘက်မှာဒီဘက်ချမ်းမှာကနော်ဒါက PGH နော် PGH က32ဘိုးထွက်မှာနော် PGH point 32ဘိုးထွက်မှာဒါဒါ PGH point ပဲနော် PGH point ပဲဒီ point က32ဘိုးထွက်မှာဒီကောင်က PG ရယ် PG ကဒီဘက်ချမ်းထွက်မှာ BGN -9 เนาะ -9 เนาะဒါဆို BJ BGN တွေထွက်မယ်ဒီဥစ္စာ3 by 3ဖို့ထွက်ပြီးွားရင်ဒီမှာတရေရ3 by 3ဖို့ထွက်ပြီးွားရင်เนาะဒီကွန်ရဲ့လောလောဆောင်မှာ3 by 3ဖို့เนาะ V logic ဖို့ထွက်ပြီးွားရင်သူကအရင်ဥစ္စာဘာထွက်ရမလဲဆို ABDD ထွက်ကိုထွက်ရမယ်เนาะ ABDD အရင်ဆုံးထွက်ရမယ် ABDD ထွက်တော့မှာသူကเนาะ BGH BGN တွေကထွက်နိုင်မှာเนาะဒီ IC ကနေတဘောတော့ဗျာเนาะဒီဘက်เนาะ ဒီဘက်က CKB line တွေကနော်မှန်ဘက်ကတက်တက် CKB line တွေကပန်တဲ့တဲမှာတော့လောက်ကောင်းနော်ဒီ soak ော့နော် soak driver IC တဲမှာတော့လောက်ကောင်းနော်ပလန်းပေါ့နော်ပလန်းတဲမှာဒီမှန်ဘက်ကတက်တက်ပလန်းတဲမှာသူက short တစ်ခုခုပြစ်ပြီးဆိုရတယ်ဒီ86 IC IC ကနော်ဒီဒီကောင်းနော်ဒီ IC ကကျွန်တော်တို့ product လောက်ထားလို့ product လောက်ထားပြီဆိုသူကဘို့ကိုပေးမထွက်တော့တာပေါ့နော် AVDD ဘို့ကိုပေးမထွက်တော့တာနော်ဒီမှာ short ရှိနေအဲအားကြောင့်ကျွန်တော်တို့က ဘယ်ဘက်ချမ်းမှာ short ရှိရလားညာဘက်ချမ်းမှာ short ရှိရလားဆိုတော့ကျွန်တော်ကအခုလိုနီးနဲ့ခွဲကြရတာနော်အခုလိုနီးနဲ့ခွဲကြရတာနော်ဒီပန်နယ်တူတယ်ဆိုလို့ရှိရင်အဲမိတ်ဆွေတွေအားလုံးနော်ပန်နယ်တူတယ်ဆိုလို့ရှိရင်လုပ်ငန်းဝင်ဝင်သားညီငယ်များအားလုံးဒီပန်နယ်နော်ဒီလိုပြည့်ချက်မျိုးနဲ့လာတယ်ဆိုလို့ရှိရင်နော်ဒီနီးနဲ့နော်ပြုပြင်ပေးလို့ရပါတယ်နော်ဒီအားလုံးပဲနော်ကျွန်တော်ဒီလို အဲ့လေးကိုเนาะကျွန်တော်ဒီမှာပဲရက်ပါမယ်เนาะကျုပ်ထွက်လေးတစ်ချက်ဆန်းပေးလိုက်မယ်เนาะကျုပ်ထွက်လေးတစ်ချက်ဆန်းပြလိုက်ကဲဟုတ်ပြီနော်တော့ဆိုရုပ်ထွက်ကမစိုးဘူးခေါ့နော်ရုပ်ထွက် smooth ဖြစ်တယ်နော် original ရုပ်ထွက်ပဲတန်ရရုပ်ထွက် smooth ဖြစ်ပါတယ်တဲ့နော်ဆက်လို့ပြန်ကြည့်ရအောင် ok 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 nó đã rồi uh. giúp thuận giúp thuận xin tiền nó ok rồi เนาะแกดาဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနှုတ်ဆက်ပါရနော်အီလက်ထရောနစ်ဝါသနာရှင်ပေါ့နော်လုပ်ငန်းဝင်ဝင်သားနော်မိတ်ဆွေညီငယ်များအားလုံးကိုကျမ်းမှာဆွေချမ်းသာပြီးတော့လွန်ရင်ဆန္ဒမှန်သမျှတလုံးတော့ရပြည့်စုံနိုင်ကြပါပြီလို့နော်ကျွန်တော် THK Electronic ကနေပြီးတော့စုမောင်းကောင်းပို့သားအပ်ပါတယ်ခင်ဗျာနော် ျွန်တော် channel လေးကိုလည်း like and subscribe လုပ်ရသေးရင်လုပ်ထားပေးကြပါလို့နော်မိတ်ဆွေများအားလုံးကျွန်တော်မေတ္တာရက်ခံပါတယ်နော်နောက်ပိုင်းလဲနော်အခုလိုမျိုးအသစ်သစ်တော့နော်ကျွန်တော်တို့ repair video များကိုနော်အဲကွန်ရေကတက်တာ wish shot tv နော်အိမ်သုံးလုပ်ငန်းသုံးလက်စစ်ပစ္စည်းညားသွားမှာပါတဲ့နော်စကက်ပြားတွေနော် socket တွေ PCB တွေကျွန်တော်တို့ repair လုပ်တဲ့เนาะ နီလန်းတွေကိုနော် repair လုပ်ပြုလုပ်ပြီးတော့ပြန်လည်အသုံးပြုနိုင်မဲ့နီလန်းတွေကိုကျွန်တော်ထပ်မံပြီးတင်ပြပေးသွားဖို့ရှိပါတယ်နော် electronic basis ဆိုင်ရာနော်အခြေခံပိုင်းဆိုင်ရာကျွန်တော်တို့တိထားရမယ်ဖြစ်မနေတိထားရမယ်နော်ကျွန်တော်တို့ electronic နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေနော်အခြေခံအကြောင်းအရာတွေလည်းကျွန်တော် channel ရနေပြီးတော့နောက်ပိုင်းရက်တွေမှာကျွန်တော်ထပ်ပြီးတော့တင်ပြပေးသွားဖို့ရှိပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပါ เนาะကျွန်တော်အတက်တင်သမျှနေပညာ circuit repair electronic circuit repair နေပညာဗီဒီယိုမှန်သမျှကို ကျွန်တော်အတက်တင်သမျှသိရှိနိုင်အောင်လို့လဲ notification ယူထားကြပါဘူးเนาะကဲနှုတ်ဆက်ပါတယ်ဗျာအားလုံးပဲမိတ်ဆွေများကျမ်းမှချမ်းသာကြပါစေ